အခုပြောမဲ့အကျင့်6မျိုးကိုသင်ကျင့်မယ်ဆိုလို့ရှိရင်တေဟာတေချာပေါ့အကျိုးမဲ့ခြင်းကိုရင်ဆိုင်ရနိုင်မယ်တဲ့အဲ့ဒါဘာလဲဆိုတော့ဥတ္တရတေယနေထွက်အောင်အိပ်မယ်ဆိုလို့ရှိရင်သင်အကျိုးမဲ့နိုင်မယ်တဲ့ဟောဒါလူငယ်တွေတို့ပြောတာနော်နေထွက်အောင် အိပ်တဲ့လူကြီးတွေလည်းပဲစဉ်းစားကြရတော့ရှိတာပေါ့ဟုတ်လားဥတ္တရတေယနေထွက်အောင်အိပ်မယ်ဆိုလို့ရှိရင်တေသင်ဒီအနတ္ထအကျိုးမဲ့ခြင်းတို့ဘွေတ္တိ ရောက်လိမ့်မယ်ဖြစ်လိမ့်မယ်။နောက်ဒုတိယပါပြောတော့အာလတယံပြင်းရှိမယ်ဘာမှမလုပ်ခြင်းမကန်ခြင်းနော်ဝရိယတ္တအလွန်နေပြီးတော့ပြင်းရင်မှုနဲ့နေမယ်ဆိုလို့ရှိရင်လည်းပဲသင်ဟာအကျိုးမဲ့ခြင်းကိုရောက်လိမ့်မယ်တဲ့။ဟောအများကြီးအကျေချစ်ပြီးတော့ဥစဉ်ကအသေးစိတ်မပြောပါကိုယ့်အကိုပဲစဉ်းစားဖို့ခြံထားမယ်ဟုတ်လား။နောက်တတိယကဘာပြောတော့ဆိုတော့ စန္ဒိတ်ကံကြံထံခတ်ထံနဲ့ကာယကံဝစီကံကြံထံခတ်ထံမှုတွေရှိမယ်ဆိုလို့ရှိရင်လည်းသင်အကျိုးမဲ့လိမ့်မယ်တဲ့ပြောတာဆိုတာလောက်တာခိုင်းတာကသူများနားမခံတာတဲ့သူများ မျက်စိထဲမှာအစင်မချောတဲ့ကြံထံခတ်ထံမှုနော်အဲ့ဒါတွေဟာလည်းပဲမဖြစ်နိုင်တော့အကျိုးမဲ့နိုင်နေတဲ့နောက်၄ခုမြောက်ကပြောတော့ဒီကတွန်တိယံ ခိန်ကာလအကြာကြီးအရက်သေးတာကိုတောက်စားမယ်ဆိုရင်လည်းတင်ဟာအကျိုးမေ့လိမ့်မယ်တဲ့။ယေရှုဘုရားအခုပြောနေတဲ့စကားတွေဟာလေးတင်ချင်းနဲ့ကဘာတသိန်းပါရမီဖြည့်ပြီးတော့မှအလုံးစုံကိုတည်တော်မူတဲ့တပ်ပညုတဉာဏ်နဲ့ကြည်ပြီးတော့မှပြောထားတဲ့စကားတွေဆိုတာကိုတော့ယုံကြည်မှုတရားတရားအခြေခံခိုင်ခိုင်မာမာနဲ့နားထောင်ဖို့လိုတယ်နော်။လေးခုရှိသွားပြီဟုတ်လား။နေထွက်အောင်အိပ်မယ်ဆိုရင်အကျိုးမေ့လိမ့်မယ်။ပြင်းကြည့်နေမယ်ဆိုလို့ရှိရင်အကျိုးမေ့လိမ့်မယ်။ ကြံကြုတ်ခက်ထန်တဲ့အမူအရာတွေအပြောအဆိုတွေရှိမယ်ဆိုရင်လည်းအကျိုးမဲ့လိမ့်မယ်။အချိန်ကာလကြာကြီးအရက်သေးတာတောက်စားနေမယ်ဆိုရင်လည်းအကျိုးမဲ့လိမ့်မယ်။နောက်၅ခုမြောက်ပါပြောတော့ဆိုတော့ဧကတ္တဒါနကမဏံအလွန်ရှည်လျားတဲ့ခရီးကိုတယောက်တည်းသွားမယ်ဆိုရင်လည်းအကျိုးမဲ့လိမ့်မယ်တဲ့။လောကီလိုအလွန်မှတ်သားကြကောင်းတယ်နော်။ခရီးရှည်သွားတဲ့အခါမှာတယောက်တည်းသွားရင်အကျိုးမဲ့တဲ့တဲ့။ ဒါကြောင့်ဗမာစကားပုံတစ်ခုရှိရဲ့နော်အဖို့မသွားဖို့မပါရင်ခကြီးမသွားနဲ့ဟုတ်လားကုဒီမမြတ်စွာဘုရားကအတွန်းရှိတဲ့ခကြီးကိုတယောက်တည်းသွားမယ်ဆိုလို့ရှိရင်ဒါအကျိုးမဲ့လို့ ਨੇ ရှင်ဆန်းရတတ်တယ်။နောက်6ခုမြောက်ကဘာပြောတယ်ဆိုတော့ပရဒါရုပတေဝနာသူတော်ဘာသာမယားကိုပြင်မစော်ကားမယ်ဆိုလို့ရှိရင်လည်းအကျိုးမဲ့လိမ့်မယ်။ တိမနာပုံနာကြီးအတန်ဤချောင်းမျိုးကိုတွန်တင်သည်တေဝတုမှီဝဲမယ်ဆိုလို့ရှိရင်အနတ္ထအကျိုးမဲ့ခြင်းသို့ဘွေတ္တိရောက်လိမ့်မယ်နော်အကျိုးရှိတာတွေကိုမှမြတ်စွာဘုရားသိတာမဟုတ်နော်အကျိုးမဲ့တာတွေကိုလည်းသိပါတယ်ဆိုတာလေးကိုပြောပြတာတော့ဒီချောင်းမျိုးကိုတရားတော်မတို့ဦးဇင်းတို့တွေဟာစီစစ်ကြည့်ပေါ့နော်ချောင်းမျိုးလုံးကိုမဆိုထားနဲ့တစ်မျိုးစီနဲ့ပြည့်စုံမယ်ဆိုရင်ကိုပဲအများကြီးအကျိုးမဲ့တွေကိုရင်ဆိုင်ရင်ဆိုင်ရနိုင်ဘူးလားရင်ဆိုင်ရနိုင်တယ် ဒါကြောင့်လူငယ်လေးတွေအတွက်ရည်ရွယ်တယ်ဆိုတာဒါလေးတွေကို ပြောခြင်းလို့ဟုတ်လားဥတ္တရတေယံနေထွက်အောင်အိပ်မယ်ဆိုလို့ရှိရင်အာလတေယံပြင်းကြည့်နေမယ်ဆိုလို့ရှိရင်စန္ဒိကံကြမ်းကြုတ်ခတ်ထမယ်ဆိုလို့ရှိရင်ဒီကတုန်ဒီယံအယက်တေတာကိုအကြာကြီးတောက်နေမယ်ဆိုလို့ရှိရင်ဧကတဒါနကမဏအလွန်ရှည်လျားတဲ့ခရီးကိုတယောက်တည်းသွားမယ်ဆိုလို့ရှိရင်ပရဒါရုပတိဝနာသူတော်ဘာသားများကိုပြင်မဆော်ကားမယ်ဆိုလို့ရှိရင်ဘာဖြစ်မလို့အကျိုးမဲလိမ့်မယ်